အရစ်တဟန်တော်အလိုအမှားမျိုးကြောင့်မဖြစ်ဖို့ဆိုလို့ရှိရင်ကလာတစ်ခုတတ်မှတ်ထားအဲ့ထဲမှာကျွန်တော်ပွဲအရေးတွက်ရှိမယ်အဲ့ပွဲအရေးတွက်မှာကျွန်တော်တို့အနည်းဆုံးဘယ်လောက်နိုင်မလဲနော်အနည်းဆုံးကျွန်တော်ငါတို့ဘယ်လောက်တော့နိုင်ရမလဲဘယ်နှမှတ်ငါတို့ရရမလဲနော်ဘယ်အဆင့်ကိုငါတို့ရောက်ရမလဲဆိုတဲ့ဟာမျိုးအဲ့ဒါအနည်းဆုံးနော်မီနီမမ်တတ်မှတ်ထားရမယ်ဆိုတော့အဲ့တတ်မှတ်ချက်ကိုပြည့်မီသလားဆိုတဲ့ဟာကိုကျွန်တော်ကြည့်ရအောင် အားလုံးမင်္ဂလာပါ။ဒိုင်းလန်တမန် YouTube channel နေပြီးအားလုံးကိုကျေးဇူးပါတယ်။ဆိုတော့ကျွန်တော်တို့အဲဒီနေ့ကတော့ကျွန်တော် Manchester United နဲ့ပတ်သက်တဲ့ကျွန်တော်တို့ပြောင်းရွှေ့သတင်းတချို့ရလာရှိရယ်။ပြီးတော့ကျွန်တော်တို့ဒီအသင်းသတင်းတွေအဲပြီးတော့နီးပြနဲ့ပတ်သက်ပြီးတော့ Fabrizio Romano တို့ကျွန်တော်ပြောထားတာရှိရယ်။ဆိုတော့ဒါလေးကိုဒီဗီဒီယိုမှာဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။ဆိုတော့အားလုံးမင်္ဂလာပါ။ဆိုတော့ကျွန်တော်ပထမဦးဆုံးဒီပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့အရင်ပြောအောင်နော်။ဆိုတော့ပြောင်းရွှေ့တော့ကျွန်တော်တည့်ရတိုင်းပြောပြောင်းရွှေ့ရပိတ်နေတာဆိုတော့ ဒီလက်ရှိကျွန်တော်ဒီလှူရှားမှုဆိုလို့ရှိရင်ကျွန်တော်ဒီလူငယ်အားဖြည့်မှုတွေပေါ့နော်ဒီအသင်းရဲ့အကယ်ဒမီတို့အားဖြည့်မှုတွေလောက်ပဲကျွန်တော်ကငင်းရမှာပေါ့နော်လက်ရှိကျွန်တော်ဒီပေါ့နော် United မှာကျွန်တော်ဒီအဲရှိနေတဲ့ကျွန်တော်ဒီတကယ်နာမည်ကြီးတဲ့ scouting အဲတယောက်ကျွန်တော်ဖြစ်တယ်ကျွန်တော်ဒီအဲ Adona CEO ရဲ့ scouting ကနေ scouting network ကနေပြီးတော့ကျွန်တော်လာတယ်ဒီပေါ့နော်တောင်အမေရိကသစ္စာသမားတယောက်အဲဒီ Colombia နိုင်ငံရဲ့ကျွန်တော်ဒီလက်ရွေးစင်ပေါ့နော်ကျွန်တော်ဒီ U ဆခွန်လက်ရွေးစဉ်ကစားသမားတယောက်အသက်18နှစ်အရွယ်ကစားသမားတယောက်ကျွန်တော်ဖြစ်တဲ့ Christian Orozco ဆိုတဲ့ကစားသမားလေးနဲ့ပတ်သက်ပြီးတော့အသင်းဘက်ကကျွန်တော်ခေါ်ယူဖို့အတွက်သဘောတူညီမှုရခဲ့ပြီးဆိုတဲ့အကြောင်း Romano ကကျွန်တော်ပြောထားရှိပါတယ်ဆိုတော့ Romano ရဲ့ report မှာဆိုလို့ရှိရင် Manchester United ရဲ့ဘက်ကဒီအသက်18နှစ်အရွယ် Colombia နိုင်ငံသား တကယ်တဲလန်ကျော်ဒီအန်ဒီဘောနော်ကျော် defensive midfielder ဖြစ်တဲ့ Christian Orozco ကိုခေါ်ယူဖို့အတွက်ကျော်ဒီဘောနော်အန်ဒီစာရုပ်ပါလေးအချက်လက်ဒီအားလုံးကိုလုံးဝကျော်လက်မှတ်ထိုးပြီးကျော်ဖြစ်တယ်နော်စာရွက်ပါအချက်လက်ဒီအကုန်လုံးကျော်ဒီလက်မှတ်ထိုးထားပြီးကျော်ဖြစ်တယ်ဘောနော်ဒီကတည်းကကျွန်တော်သူ့ရဲ့ club ဖြစ်တဲ့ Fortaleza ကနေပြီးတော့ကျွန်တော်တို့ခေါ်ယူมาဖြစ်ပြီးတော့ကျောင်းရွှေ့ကြီးဟာဆိုလို့ရှိရင်ဒေါ်လာပေါ့နော်ဒေါ်လာကျွန်တော်တက်တန်းတင်ကျွန်တော်ကြာมาဖြစ်တယ်ဆိုတော့ အဲဒီအပြောင်းရွှေ့ကကြောင့်ဘယ်ကြမ်းမှဖြစ်မလဲဆိုလို့ရှိရင်အခုလက်ရှိကာသမကကြောင့်အသက်က18နှစ်ပဲရှိသေးတာပြတဲ့ကြောင့်လို့သူကကြောင့်ဒီ session နှစ်ကြောင့်ပြေးမှာကဇူလိုင်လမှာကြောင့်ပြေးမှာဇူလိုင်လကြောင့်73ရလာနေပါအဲ့ကြမ်းမှာကြောင့်ပြေးမယ်ဆိုတော့အဲ့ကြမ်းမှာကြောင့်ဒီကာသမကိုကြောင့်ခေါ်ယူခေါ်ယူဝင်ရှိမယ်ဆိုတော့ပုံစံမျိုးပဲလက်ရှိနေထားမှာနေတဲ့ဘက်ကကျို့တဘောတူညီမှုလည်းကြောင့်ရထားပြီးတော့ပြီးတော့ကြောင့်ဒီစာချုပ်ပါအချက်လက်တွေအကုန်လုံးလည်းကျွန်တော်လက်မှတ်ထိုးပြီးကြောင့်အခြေအနေမျိုးဖြစ်တယ်ဆိုတော့အဒီကာသမကကျွန်တော်ဒီပေါ့နော် လက်ရှိတော့ဒီကြည့်တော့တော့ဒီကိုလံဘီယာကျော် U19 ရဲ့ကျွန်တော်ဒီကပတိန်ဖြစ်တယ်ပေါ့နော်အတင်းကောင်းဆောင်ကျွန်တော်ဖြစ်တယ် defensive midfield မှာကောင်းကောင်းကစားနိုင်တဲ့ကစားသမားတစ်ယောက်ပေါ့နော်ဟောသူကကျွန်တော်ဒီကျွန်တော်မကြည့်တော့ဆိုလို့ရှိရင်တော်တော်ကောင်းတဲ့အဲကစားသမားလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်သူစီရနေပြီးတော့ကျွန်တော်ဒီအဲဒီတကယ်ကျွန်တော်တဲလန်ရှိတဲ့ကျွန်တော်ပုံစံမျိုးတွေသူ ball carry slow သွားတဲ့ပုံစံတွေသူ့ရဲ့ကျွန်တော်ဒီ passing quality တွေ နော်သူ့ရဲ့ vision mind ဆိုင်ရာတွေကတော်တော်လေးကျွန်တော်ထူးကျွန်တဲ့ကစားသမားတယောက်လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့အသင်းရဲ့အနာဂတ်မှာအသင်းမှာကျွန်တော်တို့ဒီပါနော်ဟိုမြင်လင်းမြင်ထားမရှိရတဲ့ပုံစံလို့ကျွန်တော်ပြောလို့ရဥပမာထားပါလားကျွန်တော်တို့ဒီ defensive midfield မှာဆိုလို့ရှိရင်အကျွန်တော်တို့ဒီလူငယ်တဲမှာဆိုလို့ရှိရင်တော့ကျွန်တော်တို့တတိထားမိတာကဘယ်လိုရှိမလဲဆိုတော့စီကူကိုနေရှိမယ်ဆိုတော့ကိုနေကြီးက तू ကအင်း तू ကြတမျိုးကောင်းတာကိုနေရကြတော့ तू က bubbling ability အရင်ကောင်းတယ် အဲပြီးလို့ရှိရင် bone carries တွေအရန်ကောင်းတယ်ပေါ့နော်အဲသူ့မှာကျွန်တော်ဒီလုံလောက်တဲ့ face ရှိတယ် dribbling ရှိတယ် skill ရှိတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ဆိုတော့အဲ့လို profile မျိုးပေါ့နော်စေကူကူနေရကြတော့ body တော့နည်းနည်းလေးသေးတယ်ဒါပေမဲ့ကျွန်တော်ဒီဒီဒီ Christian Orosco ကြတော့အဲသူကြတော့နည်းနည်းကျွန်တော်ဒီခန္ဓာကိုယ်ကြီးတယ်အရက်လည်းကျွန်တော်ရှိတယ်နော်အရက်လည်းရှိတယ်အဲပြီးတော့ကျွန်တော်ဒီတောင်အမေရိကဒါလည်းဖြစ်တယ်ဆိုတော့ပြောမယ်ဆိုလို့ရှိရင်ဒီကျဉ်ကျဉ်တန်းတန်းလေးကောင်းကောင်းကစားနိုင်တဲ့ကစားသမားမျိုးလေးကျွန်တော်တို့အဲပြောလို့ရတယ် ီးတော့သူ့ရဲ့ကျွန်တော်ဒီ pass quality ကတော်တော်ကောင်းတယ်เนาะ pass quality တော်တော်ကောင်းတယ် vision mind ဆိုင်ရာတွေတော်တော်ကောင်းတယ် line break တွေကျွန်တော်တို့ပေးနိုင်တာတွေရှိတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ tight sit ကို through ball တွေနဲ့တော့တကယ်ကျွန်တော် progressive ဖြစ်တဲ့ pass တွေအများကြီးထွက်တယ်တော့ဒီ check တွေကျွန်တော်ရှိတယ်ပြီးတော့ကျွန်တော်လိုရဲ gain ရဲအဲဒီပြီးလို့ရှိရင်ကျွန်တော်ဒီဘောနောသူ့မှာလဲကျွန်တော်တိုင်းနာတစ်ခုအထိလုံလောက်တဲ့ကျွန်တော်ဒီ dribble နေကြောင်ရှိတယ် ball carries တဲ့ကြောင်ရှိတယ်ဆိုတော့ Sekou Kone လောက်တော့ ball carries ဘိုင်းမှာအရင်ကောင်းနေလို့တော့ကျွန်တော်မထင်ဘူးဒါပေမဲ့နော်သူ့ရဲ့ကြောင်ဒီ ball carries ဘိုင်းကဆိုလို့ရှိရင်လေလုံလောက်တဲ့အနေနဲ့မှာရှိရတယ်ကျွန်တော်ပြောလို့ရရဲ့သူ့ကြောင်တွဲမြင်ရမှာက defensive action နဲ့ပြီးတော့ကျွန်တော်ဒီအဒီသူ့ရဲ့ကြောင်ဒီ passing quality ပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီပေါ့နော်အဒီ crystal palace ရဲ့ adam war တန်တို့လိုပုံစံမျိုးလို့ကျွန်တော်တို့ဂျမ်းမြင်ယူဆလို့ရတယ်ဆိုတော့ အဲဒါကကျွန်တော်ဒီအဲဒီ Manchester United ရဲ့အနာဂတ်အတွက်ပြင်ဆင်မှုတစ်ခုလို့ကျွန်တော်ပြောလို့ရပါတယ်ဆိုတော့ဒီကစားသမားကကျွန်တော်လက်ရှိရတော့အသက်ဆက်ကွန်မှာနောက်လာမယ့်ကျွန်တော်ဒီဇူလိုင်လ96ပေါ့နော်96ဇူလိုင်လကျွန်တော်23ရက်နေ့မှာတော့ session ပြမှာဆိုတော့အဲကြမှာကျွန်တော်ကအသင်းကိုခေါ်ယူမယ့်ခြင်းလိုမျိုးပြီးခဲ့တဲ့ခေါက်ကကျွန်တော်တို့အဲဒီပါလဲอืมဒီโอလီယံကိုခေါ်တော့ငါပုံစံမျိုးလိုပဲကျွန်တော်တို့ အပြောရမှာပေါ့နော်သူ session နဲ့ပြီးမှာပဲကျွန်တော်ဒီအသင်းကိုရောက်လာမယ်အချိန်မျိုးပါလက်ရှိကတော့အဲဒီသူ့ရဲ့ကျွန်တော်တို့ဒီ club ဖြစ်တဲ့ fortaleza မှာပဲကျွန်တော်ဆက်ပြီးတော့အနေမဲ့အချိန်မျိုးဖြစ်ပါတယ်ဒီပြောင်းရွှေ့မှာတော့ manchester united ရဲ့ဘက်ကဒီ american dollar ကျွန်တော်တို့ဒီတန်းတီးကုန်ချခဲ့တဲ့အချိန်မျိုးပါဒါဒါကတော့ကျွန်တော်တို့ဒီ united ရဲ့ကျွန်တော်တို့ဒီပါနော်ဒီ scouting အဖွဲ့ရင်းမှာတော်လေးကျွန်တော်ဒီဒီလိုမျိုးကျွန်တော်ဒီလူငယ်တွေနဲ့ပတ်သက်ပြီးတော့နာမည်ကြီးတဲ့ကျွန်တော်ဒီ arnacio ရဲ့ စကော့လင်းနဝကနေပြီးတော့လာတဲ့ကလသမန်တရားကျော်ဖြစ်ပါတယ်ဆိုတော့လက်ရှိနေထားမှာတို့ရှင် United ရဲ့ဘက်ကဒီဘောနာကျော်တို့ဒီအဲရှေ့နေဒီအားလုံးလေကျွန်တော်တို့ဒီစာချုပ်တွေစာချုပ်ပါအချက်လက်တွေကို approve လုပ်ပြီးသွားပြီးလက်ရှိအချိန်မှာဆိုလို့ရှိရင်လေကျွန်တော်ဒီကစားသမားက the he we ကိုဝီဆိုတဲ့အချင်းမျိုးကျော်ဖြစ်ပါတယ်ဆိုတော့ဒါကြောင့်မလို့ Christian Orozco ကတော့ Manchester United နဲ့တနေ့ကျွန်တော်လောဟီဝီကိုသွားပြီနောက်နှစ်ကျွန်တော်ဒီ July ဆိုလို့ရှိရင်တော့အသင်းရောက်လာမယ်အချင်းမျိုးပါဆိုတော့အသင်းတော့တော့မဟုတ်ပါဘူးကျွန်တော် Academy အတွက်ခေါ်တဲ့အချင်းမျိုးပါဆိုတော့အသင်းမှာကျွန်တော်ကွင်းလေကစားသမားတွေကျွန်တော်လိုအပ်ချက်တွေအများကြီးရှိရဲဆိုတော့ကျွန်တော်သင်ထားပြီးသားပဲအဲ့ရသည်ဆိုလို့ရှိရင် Gasmer လို့ထွက်မယ်နောက် Ugarte ညံရဖို့မရှိဘူးကျွန်တော်ကွင်းလေမှာ main လူတယောက်လောက်ပဲကျွန်တော်ရှိတော့မယ်အချင်းမျိုးမှာဒီလိုမျိုးကျွန်တော်ဒီလူနဲ့အားပြင်းမှုတွေဒါမှန်းမ်းပြောတယ်လိုအပ်တယ်ဆိုတော့ ျော်ကွင်းနဲ့တယောက်ခေါ်မယ်အဲ့တယောက်ရဲ့ကျောင်းနောက်မှာဘယ်သူရှိမလဲဆိုတဲ့အချက်ကရှိသေးတယ်တော့အဲ့ဒီကကျွန်တော်စောင့်ကြည့်ရမယ်အချင်းမျိုးကျွန်တော်ဖြစ်ပါတယ်လက်ရှိနေရာမှာ Christian All School က Manchester United ရဲ့ကစားသမားနောက်နှစ်ကျွန်တော်လီဂျန်ဇူလိုင်ဆိုလို့ရှိရင်ဖြစ်လာမယ်အချင်းမျိုးဖြစ်ပါတယ်နောက်တဲ့တဲ့တစ်ခုကတော့ကျွန်တော်ဒီအဲမလာစီးယားပြောင်းပြန်ပြီးဆိုတဲ့တဲ့မှာဆိုတော့မလာစီးယားကအဲကျွန်တော်ဒီအခုလက်ရှိကျွန်တော်ဒီပေါ့နော်ကျွန်တော်ဒီရတိုင်းပဲပြီးခဲ့တဲ့ရာသီကအဲသူကျွန်တော်ရာလီဝတ်မှာတော့အငားချတယ်ငားချပြီးတော့ PSP ဒါเนาะအမှသူတွားပြီးတော့အငှားကစားရနေရမှာအဲပြန်လာလဲပေါ့เนาะပြန်လာပြီးတော့သူ့ရောင်းထုတ်ဖို့အတွက်ကျွန်တော်အတင်းမကပြင်ဆင်ခဲ့တယ်ဒါပေမဲ့ရောင်းမထွက်ရောင်းမထွက်ခဲ့ဘူးဆိုတော့သူ့အတွက်ကျွန်တော် individual training နဲ့သူဆင်းရတယ်ပြီးတော့ကျွန်တော်ဒီလူငယ်အတင်းတွေမှာတွားပြီးတော့ကျွန်တော်တို့ဒီကစားရတယ်လက်ရှိအချိန်တွေမှာဆိုလို့ရှိရင်အတင်းကြီးကိုကျွန်တော်ပြန်ရောက်လာပြီဆိုတဲ့အချိန်တွေမှာကျွန်တော်ဖြစ်ပါတယ်ဆိုတော့ okay အတင်းကြီးကိုပြန်ရောက်လာပြီဆိုတော့ကျွန်တော်တို့ မမသိထူဆန်းတဲ့ကိစ္စတော့ဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲကျွန်တော်တို့ဒီပေါ့နော်မလာစီးယားကိုရောင်းလို့ထွက်ခဲ့နိုင်တာကတော့အတင်းမှာကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်တော်တော်လေးချင်းနေစိုးရလေကျွန်တော်ပြောလို့ရတယ်လက်ရှိဒီသားမှာကျွန်တော်ဒီဒီကိုလီယွန်အတွက်ကတော့နေရာရဖို့ကတော်တော်ခေရင်သွားပြီဆိုတဲ့အခြေအနေမျိုးပဲဟုတ်လားဆိုတော့ကျွန်တော်ဒီ first line နဲ့က patrick တော့ကိုပဲကျွန်တော် left wing back ပေါ့နော် left wing back ကိုပဲကျွန်တော်ကြည့်ရမှာဆိုတော့ first line နဲ့က patrick တော့ကိုပြီးလို့ရှိရင်ကျွန်တော်ဒီ အဲဒီဒီဂိုလီယွန်ရှိတယ်ဆိုတဲ့အခြေအနေမျိုးပေါ့နော်ဒါကမှတခါလေဆိုလို့ရှိရင်ဒလော့ရူပါလို့လည်းကျွန်တော်ကစားကြတယ်ပေါ့နော်အဲ့နေရာမှာအဲ့လိုပုံစံမျိုးဆိုတော့ဟွန်းကျွန်တော်ဒီ left wing back ဦးသင်းမှာကကျွန်တော်ဒီလူငယ်ကစားသမားလေးဒီဂိုလီယွန်ကအခုလက်ရှိပွဲကြီးတွေမှာဆိုလို့ရှိရင်တိတ်ပြီးတော့မတွေ့ရသေးဘူးဆိုတော့ အဲ့တော့လေးဆိုရင်မကောင်းနဲ့ကျွန်တော်ခေါ်ထားပြီးတော့ဘာလုပ်ဖို့လဲပေါ့နော်။အဲ့တော့ဒီရန်ကုန်ထိုင်ခိုင်းဘဝတော့အဓိပ္ပာယ်မရှိဘူးနော်။နည်းနည်းများကျွန်တော်ဒီပွဲထောက်ခွင့်တွေကြောင့်ပဲပြီးဖို့လိုတယ်။အခုလက်ရှိမလာရှီးယားမှာပြန်ရောက်လာပြီဆိုတော့အဲ့ left wing back မှာရောသုံးလို့ရတဲ့ option ပေါ့နော်။ကျွန်တော်ထားပါတော့ delok ကကျွန်တော်ဒီ right wing back အတွက်ကျွန်တော်ထားမယ်ဆိုလို့ရှိရင်သုံးယောက်တိကျွန်တော်ရှိသွားတယ်ပေါ့နော်။ Patito ကမလာရှီးယားဒီကိုနေုံဆက်အချင်းနေမျိုး။အဲ့တော့ဘယ်လို manage လုပ်မလဲ။ဆောင်းကြီးရ mention နေမျိုး။ Patito ကတော့တကြပါ first line နဲ့ပါ။ဆိုတော့ဒီနေရာမှာကျွန်တော်ဒီ မလာစီယာလည်းရှိလာပြီဆိုတော့ဒီဂွန်လီယိုငါကျွန်တော်တို့ဒီနေရာရဖို့အတွက်อืมတိတ်တော့မမြင်တော့ဘူးလို့ကျွန်တော်ထင်တယ်။အဲကျွန်တော်တို့ဒီအဲဒီဘာနော်သူသူတို့လူငယ်လေးတွေကိုကျွန်တော်ထုတ်သုံးစေရကျွန်တော်ဒီဖလားပွဲတွေရှိရဆိုပြုံးတော့ဒါပေမဲ့အဲကျွန်တော်ဒီဖလားပွဲကလည်းအမှန်တော့ကျွန်တော်ဒီကာရာဘောင်းလိုနေရာမျိုးတွေမှာကျွန်တော်တို့ကတုံးပါမယ်။ဒါပေမဲ့ကာရာဘောင်းလည်းကျွန်တော်ထွက်လိုက်ရပြီဆိုတော့ဆိုတော့ကျွန်တော် FA တော့ကျွန်တော်ရှိမယ်ဒီနေရာမှာဒီကစားသမားလေးတွေအခွင့်ရရမလားဆိုတော့ဟွန်းစောင့်ကြည့်ရမယ်ရှင်နေမျိုးပါဆိုတော့မလာစီယာကတော့ အဲ first thing နဲ့အတူကြောပြန်လာပြီဆိုတဲ့အခြေအနေမျိုးကြောဖြစ်ပါတယ်။ဆိုတော့ကျွန်တော်ဒီနောက်ထပ်သတင်းကားတော့ကျွန်တော်ဒီပေါ့နော်။ကျွန်တော်ဒီ Sergeant Radcliffe ကလက်ရှိဒီ Manchester United ရဲ့အခြေအနေနေနဲ့ပတ်သက်ပြီးတော့သူဒီ Ruben Amorim ကိုကျွန်တော်ဒီပေါ့နော်။ Ruben Amorim ထံကိုစာဒီပေါ့နော်ကျွန်တော်ဒီရလက်တွေနဲ့ပတ်သက်ပြီးတော့ပို့ကောင်းဖို့လိုကြောင်းအဲကျွန်တော်ပြောထားတဲ့အချက်တွေကိုဘုမန်ကကျွန်တော်ပြောထားရရှိတယ်။ဆိုတော့ဒီရတော့တိတ်ပြီးတော့မထူးဆန်းဘူးပြတိလား။ပြောပါမယ် တန်ယူဝက်ကလစ်ကအစောကြီးတည်းကအဲကျွန်တော်သူ့ကိုကျွန်တော်ပြောထားလိုက်ရှိတယ်ဆိုတော့သူ့ဘလော့ပဲကျွန်တော်ဒီအသင်းရဲ့အဖွဲ့ဝင်တွေကကျွန်တော်ယုံကြည်ပါတယ်ပဲပြောပြောဘလို့ချင်းနေမျိုးပဲကျွန်တော်ပြောပြောနော်ဒီနည်းပြအနေနဲ့ကျွန်တော်ဒီပေါ့နော်သူ့ကိုအချိန်ပေးခဲ့တာကကျွန်တော်တို့တရားဒီတော့ကျွန်တော်ဖြတ်သွားပြီပေါ့နော်တရားဒီကျွန်တော်ဖြတ်သွားပြီဖြစ်တဲ့ရာဒီဘွားကျော်ရဲ့အဲပြီးရင်ကျွန်တော်ဒီအခုလက်ရှိကျွန်တော်ဒီအဲဘွားကျော်စင်ကျွန်တော်ဒီခုနှစ်လောက်ဒီကျွန်တော်ရှောင်းနေပြီပေါ့နော်ဆိုတော့ဒီလိုနေသားမျိုးမှာသူ့နေတခုလို့ပြန်မှာရအောင်ဆိုတော့အခုလက်ရှိတွင်းမှာဗာဆန်နာလန် ဆန္ဒလန်ဘွဲကကြော်ဒီကြောက်နိုင်မှရမယ်ဆိုတဲ့အခြေအနေမျိုးဆိုတော့ဆန္ဒလန်ဘွဲကအဲဒီအမရန်အတွက်အရေးကြီးတယ်ဆိုတဲ့အခြေအနေမျိုးကိုအဲဒီပါနော်ကျွန်တော်ဒီပြောထားတယ်ဆိုတဲ့ပုံစံမျိုးပေါ့ဗျာဆိုတော့ကျွန်တော်တော့ဗျာပြောမယ်ဆိုလို့ရှိရင်ဒီပါနော်တပွဲလေးကိုကြည့်ပြီးတော့ကျွန်တော်ဒီအနာဂတ်ကိုဆုံးဖြတ်တယ်ဆိုတာကပြောမယ်ဆိုလို့ရှိရင်အဓိပ္ပာယ်မရှိဘူးအဲ့ဒါတကယ်အဓိပ္ပာယ်မရှိဘူးအခုလက်ရှိ result တွေကိုကျွန်တော်လိုအပ်နေတယ်ဆိုတာ right မှန်ပါတယ်အဲကျွန်တော်တို့အဲဒီကောနော်ကျွန်တော်တို့ ဒီတပွဲလေးရဲ့ရလဒ်ကိုကြည့်ပြီးသူဆက်ထားပါရင်ဆိုတဲ့ပုံစံမျိုးကျွန်တော်လုံးလို့မရအောင်မှတ်ထားပါတော့ကျွန်တော်ဒီအရစ်တဟန်ကိုကျွန်တော် FA Cup ပြခဲ့လို့ဆိုပြီးချိန်ပြီးခဲ့တယ်ပြီးတော့လည်းကျွန်တော်ပြန်ထောရတာပဲဆိုတော့အချင်းကုန်နေငွေကုန်တာပဲကျွန်တော်ရှိတယ်ငွေရည်ဒီမှာသူ့အတွက်ကျွန်တော်အားဖြည့်မှုတွေကျွန်တော်လုပ်လိုက်သေးရယ်ဆိုတော့ချင်းကုန်နေငွေကုန်တယ်ဗျာဆိုတော့ကိုယ့်ရဲ့ vision ပေါ့နော်အင်းဒီမှာကျွန်တော်တို့ဒီအဲဒီဘယ်လိုပြော management မှာအများကြီးရှိအများကြီးကျွန်တော်ခံထားပြီးသားဥမာ brother တို့ရှိတယ်ဂျေဆန်ဝါကော့စ်တို့ရှိတယ် နော် recruitment director တို့ဒီ Christopher Vivel လို့ရှိတယ်အများကြီးရှိတယ်ဆိုတော့သူတို့သူတို့တွေကျွန်တော်ဒီမှခန့်ထားပြီးပြီဆိုတော့ဟွန်း Okay ငါတို့အသင်းရဲ့ vision ကဘာလဲငါတို့အသင်းရဲ့ target ကဘာလဲ Okay ငါတို့အသင်းမှာအဲဘယ်လိုကျွန်တော် philosophy မျိုးကိုအဲဒီထည့်ကျင်လဲပေါ့နော်ဘယ်လို philosophy နဲ့ကစားတာမျိုးကိုငါတို့မြင်ကျင်လဲဆိုတော့ဒီဒီဒီအရာတွေကိုကျွန်တော်စဉ်းစားကြည့်မယ်အခုလက်ရှိကျွန်တော် Ruben Amrin ကိုကျွန်တော်ခေါ်ထားတယ် Amrin ကျွန်တော်ဒီ အလုပ်ဖြစ်တဲ့အရေးយ៉ាងမရှိဆိုတော့အလုပ်မဖြစ်ဘူးဆိုလို့ရှိရင်ကျွန်တော်တို့ဒီမနော်โอเคအလုပ်ဖြစ်တဲ့တိစောင့်မလား option ရှင်းရအလုပ်ဖြစ်တဲ့တိကျွန်တော်စောင့်ကြမလားဘယ်တော့အလုပ်ဖြစ်မှာလဲအဲ့ဟာကိုလေကျွန်တော်တို့ဒီအတိအကျသတ်မှတ်တာမရှိဘူးလို့ကျွန်တော်ထင်တယ်အတိအကျတော့โอเคငါတို့ကတော့အဲဘယ်ဘွဲဘယ်ဘွဲအထိကိုငါ range တစ်ခုသတ်မှတ်ထားမယ်အဲ့တော့အဲ့အထိအတွင်းမှာငါတို့အနိုင်ဆုံးเนาะအနိုင်ဆုံးကျွန်တော်တို့ဒီ target ဆိုတဲ့ဟာရှိမှာပေါ့เนาะအနိုင်ဆုံးလို့အနိုင်ဆုံး target ြီးရင်ကျော်ဒီအဲဒီပေါ့နော်လက်အဒီအမြင့်ဆုံး target ဆိုတဲ့ဟာမျိုးပေါ့နော်အမြင့်ဆုံးဘလောက်အနှိမ်ဆုံးငါတို့ဘလောက်တော့ရတကယ်လို့မရဘူးဆိုတော့ဒီနည်းပြကဒီလိုမျိုးကျော်ဒီသူ့ရဲ့ philosophy ကိုငါတို့ကြိုက်ပြီဟုတ်နော် qualify မဖြစ်ဘူးလို့ကျွန်တော်တတ်မှတ်ပြီးတော့သူ့ကိုကျွန်တော်ထုတ်ဆက်ရရထုတ်လုံးဆက်ရရလုံးဆိုတဲ့အခြေအနေဖြစ်ရမှာဒါပေမဲ့အခုလက်ရှိအခြေအနေကြီးကအဲကျွန်တော်တို့အဲဒီဘယ်ကျွန်တော်ကပြောသလိုပဲ နော်ဒီတပွဲရဲ့အခြေအနေပြောမလို့ဒီဆန်နာလန်းနဲ့ပွဲရဲ့အခြေအနေကိုကျွန်တော်ကြည့်ပြီးတော့သူ့ရဲ့အနာဂတ်ကိုကျွန်တော်ဆုံးဖြတ်မယ်ဆိုတဲ့ဟာကအဓိပ္ပာယ်မရှိအဲ့အဓိပ္ပာယ်မရှိဆန်နာလန်းကျွန်တော်ဒီထားပါတော့ကျွန်တော်ရောင်မရောင်မင်းနဲ့နိုင်နိုင်ကောင်းနိုင်တော့မောက်နိနိုင်လဲနိုင်ပါပဲမနိုင်ရင်လည်းမနိုင်ဘူးပေါ့နော်ဆိုတော့တကယ်လို့နိုင်ခဲ့မလို့လောက်မလားနိုင်ရင်ဆက်ထားမယ်โอเคလေပေါင်းနဲ့ပွဲဖွားဟဲ့မျိုးကောင်းမျိုးကောင်းပြန်ရှုံးတယ်ပြန်တော့ဘွဲကြတော့ပြန်နိုင်တယ်အဲ့လိုပုံစံအဲ့လိုပုံစံနေကြတော့ဖြစ်နေလို့မရအတင်းကကျွန်တော်ဒီလို up down up down နေအများကြီး အသေးမှာကျွန်တော်ဒီကျွန်တော်ခုနကကျွန်တော်ပြောသလိုနော်ကာလာတစ်ခုတတ်မှတ်ပြီးတော့နော် every the head တော့အလိုအမှားမျိုးကျွန်တော်မဖြစ်ဖို့ဆိုလို့ရှိရင်ကာလာတစ်ခုတတ်မှတ်တာအဲ့ထဲမှာကျွန်တော်ပွဲအရေးအတွက်ရှိမယ်အဲ့ပွဲအရေးအတွက်မှာကျွန်တော်နည်းဆုံးဘယ်လောက်နိုင်မလဲနော်နည်းဆုံးကျွန်တော်ငါတို့ဘယ်လောက်တော့နိုင်ရမလဲဘယ်နှမှတ်ငါတို့ရရမလဲနော်ဘယ်အဆင့်ကိုငါတို့ရောင်းရမလဲဆိုတဲ့ဟာမျိုးအဲ့ဒါအနည်းဆုံးနော် minimum တတ်မှတ်ထားရမယ်ဆိုတော့ ဲ့တမန်ချက်ကို give me the la ဆိုတဲ့ဟာကိုကျွန်တော်ကြည့်ရအောင် okay เนาะအဲကျွန်တော်အမြင့်ဆုံးဆိုတဲ့ဟာရှိရမယ်အမြင့်ဆုံးဆိုတဲ့ဟာဆိုရင်တော့လောကအကောင်းဆုံးအခြေအနေမျိုးပဲဒါကြောင့်ပြန်နှက်ခါပြန်စဉ်းစားနေတဲ့မျိုးပဲခြေနေတယ်ဆိုတော့အနည်းဆုံးကျွန်တော်သတ်မှတ်ထားမှာရအဲ့လိုမျိုးကျတော့တတ်မှတ်မထားတဲ့အခြေအနေမျိုးတွေပေါ့နော်အဲ့ဒါတွေကိုကျွန်တော်ငင်နေရဆိုတော့တော်တော်လေးစိတ်ပူပူကောင်းတယ်အသင်းရဲ့ management ကပြောမယ်ဆိုလို့ရှိရင်ကျွန်တော်အမှန်တမ်းပြောရင်လူခေါ်ယူမှုတွေမှာတော်တော်အားရတယ်နော်လူခေါ်တဲ့နေရာမှာဆိုလို့ရှိရင်ကို့အသင်းက ိုင်ပတ်နေရတာမှာတကယ်ကသားသမားကောင်းတွေကိုရအောင်ခွန်နိုင်တယ်။နောက်ကျွန်တော်ဒီအဲဈေးပြည့်တဲ့နေရာမှာဆိုလို့ရှိရင်လည်းအရင်တော့အဲ့လိုမျိုးဟုံးတိုင်းဘွားအဲ့လိုမျိုးကြီးရှောက်ပြီးနေရာမျိုးမဟုတ်တော့ဘင်းနဲ့လာစာပိုင်းဆိုင်ရန်ရောပြီးတော့ရောင်းရွှေ့ကြီးပိုင်းဆိုင်ရန်ရောမှာတော်တော်လေးအဲဒီဘာနော်ကျွန်တော်ဒီကြစ်ကြစ်လေးလေးဖြစ်လာလေကျွန်တော်ခံစားရဒါပေမဲ့နီးပြနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်ချက်ဟာဆိုလို့ရှိရင်အခုအချိန်ကြည့်ကြတော့တောက်လျှောက်လွဲမားနေသေးပဲလေကျွန်တော်ပြောလို့ရတယ်ပထမကျွန်တော် every day ။ဒါပြီးရှင်အခုလက်ရှိ UVM သူလက်လက်ထက်မှာပေါ့နော်။သူတို့လက်ထက်မှာနီးပြအပြောင်းလဲလုပ်တဲ့အချက်ကတော့ဒီတက္ကသိုလ်ရှိပြီးနော်။ Amrin သည်သူတို့ရဲ့ကြောင့်ပထမဦးဆုံးသူတို့ကိုယ်တိုင်ခန့်တယ်ကြီးပြပါဆိုတော့အဲ့ဒီမှာ Eric the Hack ကိုသူတို့ရဲ့ decision နဲ့ပဲအတင်းမှာသူတို့ဆက်ထားခဲ့ဆိုတော့ဒီနေရာလုံးကကျတော့ဒီအဲဒီ Inios ရဲ့ကျတော့ဒီပြောရမယ်ဆိုလို့ရှိရင်အဲလက်အောက်မှာခန့်တယ်ကြီးပြရလို့ပဲကျွန်တော်ပြောရမှာပေါ့နော်ဆိုတော့ ဘာဆက်ဖြစ်လာမလဲကျွန်တော်ကြည့်ရမယ်ဒီကြာကကူကတော့ Emery အတွက်ဒီ Sunderland ဘွေကအရေးကြီးရဲ့လို့အဲပြောချင်တဲ့သဘောပါပဲဆိုတော့ဘယ်လိုလဲဖြစ်ဖြစ် Emery အတွက်ကျွန်တော်ဒီဘယ်နော်အချိန်ကြီးကတော့မကောင်းတော့ဘူးဘယ်လိုပုံစံမျိုးတွေဆက်လာမလဲတော့ကျွန်တော်စောင့်ကြည့်ရမှန်းသိတာဖြစ်ပါတယ်ဆိုတော့ဒါကဒီနေ့ရထားတဲ့ Manchester United နဲ့ပတ်သက်တဲ့ပြောင်းရွှေ့သတင်းတွေမှာဆိုတော့ Brother တို့ရဲ့အမြင်တွေကိုလည်းကိုမမဝင်အောင်ဆွေးနွေးပြသလို့ရပါတယ်ကျေးဇူးအားပေးနေကိုများအားလုံးကျေးဇူးများအစ်တင်ပါအကျွန်တော်နောက်ထပ်ဗီဒီယိုမှာတွေ့ပါမယ်အားလုံးကျေးဇူးပါခင်ဗျ